ရှင်တွေအားလုံးတာလီစော်ပါဒေါပလမတ်မီဒီယာဂရုဒီအမ်ဂျီရဲ့2025ခုနှစ်အောက်တိုဘာလ10ရက်နေ့အတွက်သတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့အာဆာတပ်ဖြတ်ခဲ့တဲ့ဒေသခံ6ဦးရုပ်အလောင်းကိုနေဆက်မှာတွဲတဲ့အကြောင်းရခိုင်ရှေးပိုင်းနယ်ထဲကိုခိုးဝင်ငါဖမ်းတဲ့ဘင်္ဂလားဒေ့ရှ်စစ်လေ3စီးကိုအေးဖမ်းဆီးတဲ့သတင်းလက်ရည်ကံဗျူဟာကိုကောက်ခွေဖို့စစ်ကောင်စီကအင်အားထောင်ချီနဲ့စစ်ကြောင်းထိုးလာတဲ့အကြောင်းအပါအဝင် တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီစီစဉ်ကိုကျမဖြူဖြူလေးနဲ့အတူကိုအောင်မင်းကပူပေါင်းတင်ဆက်ပေးသွားမှာပါ။ပထမဆုံးအနေနဲ့အာစာတပ်ဖြတ်ခဲ့တဲ့ဒေသခံ၆ဦးရောအလောင်းကိုနေဆက်မှာတွေ့တဲ့အကြောင်းကိုတင်ဆက်ပေးကြပါမယ်။ ရခိုင်ဘင်္ဂလားဒေ့ရဲ့နေဆက်မှတ်တိုင်း BP 56ရောင်းနဲ့အထက်အင်ရှောင်းကျေးရွာအနီးမှာအာဆာအဖွဲ့ရဲ့ဖွန်စီတပြင်းမှုကိုခံလိုက်ရတဲ့ထေသခန်ရှောက်ဦးရဲ့ရုပ်အလုံးကိုစတေမန်26ရဲ့ညနေပိုင်းကအရခတ်တော်အေလုံဆောင်ရေးတပ်ဖွဲ့ဝင်တွေကတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ဒီကနေ့အရခတ်တော်ရဲ့ထုတ်ပြန်ချက်အရ AA တပ်ဖွဲ့ဝင်တွေဟာနေဆက်မှာလုံဆောင်ရေးယူနီရှင် မောင်တော်မြို့နယ်အထက်အင်းဆောင်ကျေးရွာအနီးကငပြောတော်မှာအရေးပြိုပြီးအယူစုတွေပဲကြံစီတော်တဲ့အလောက်၆လုံးကိုနေရာ၄ခုနဲ့ခွဲပြီးအာစာတပ်ဖွဲ့ဝင်တွေကဆွန့်ပြစ်ထားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီအလောင်းတွေဟာအာစာရဲ့ဖမ်းဆီးတပ်ဖြတ်မှုကိုခံရရတဲ့မောင်တော်မြို့နယ်တမန်သားရွာနဲ့ ဒုံညိုကြီးရကပျောက်ဆုံးနေတဲ့ရွာသားတွေဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းအာဆာအဖွဲ့ဟာရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်မောင်တွဲမြောက်ပိုင်းနယ်စပ်မှတ်တိုင်56 59ကြား point shower တန်ကုန်းကအရခတ်တတော်ရဲ့နယ်စပ်လုံခြုံရေးစခန်းနဲ့ဒုံညိုကြီးရစခန်းတွေကိုဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကနေဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။အဲ့ဒီတပ်ဖွဲ့တွေအတွင်းအနီးနားကတွေ့သမျှမွတ်စလင်မဟုတ်တဲ့ရဲသားတွေကိုအာဇာကဖမ်းဆီးတပ်ဖြစ်ပြီးအလောင်းတွေကိုစွန့်ပစ်ခဲ့ကြတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ လက်ရှိမှာဓမ္မသာအင်းဆောင်စားတဲ့နေဆက်ကြေးရတွေကပြည်သူ၁၀ရောက်ပျောက်ဆုံးနေတာကြောင့် ULA အုပ်ချုပ်ရေးအဖွဲ့ထံတိုက်တန်းထားတယ်လို့သိရပါတယ်။လက်ရှိနေဆက်တွေတက်မှလူထွေးရှုပ်ထွေးနေပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကိုဝင်ပြေးသွားကြတဲ့အာဆာအဖွဲ့ဝင်တွေကို A ဘက်ကလိုက်လံရှင်းလင်းဖို့အခက်အခဲတွေရှိနေတယ်လို့သိရပါတယ်။ဒါပြင်ကျမရဲ့ကိစ္စအပါဝင် မဖြစ်မနေသွားမဲ့အရေးကြီးကိစ္စတွေရှိရင်ယူလီအုပ်ချုပ်ရေးနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုတရင်ပို့ပြီးမှသွားကြဖို့ကိုအေအေကတိုက်တွန်းထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ရခိုင်ရှေပိုင်းနယ်ထဲခိုးဝင်ငါဖမ်းတဲ့ဘင်္ဂလားဒေ့ရှ်ဆဲလေ၃စီးကိုအေဖမ်းဆီးတဲ့အကြောင်းကိုလည်းတင်ဆက်ပေးချင်ပါတယ်။နမ်မြဝနဲ့ဘင်္ဂလားပင်လယ်ကိုအဆက်ရခိုင်ရှေပိုင်းနယ်ထဲခိုးဝင်ငါဖမ်းတဲ့ဘင်္ဂလားဒေ့ရှ်ဆဲလေ၃စီးကိုအရခတ်တပ်တို့အေရဲ့ကမ်းခြေစောင့်တပ်ကဖမ်းဆီးလိုက်တယ်လို့သတင်းရရှိပါတယ်။မနေ့ကစက်တင်ဘာလ30ရက်မနေ့ပိုင်းကငါဖမ်းသမားဆဲလေဥပါတဲ့ဘင်္ဂလားဒေ့ရှ်ဆဲလေ၃စီးဟာမောင်တော်မြို့နယ်မြောက်ပိုင်းမင်းလွတ်အနီးကပင်လယ်ပြင်မှာခိုးဝင်ငါဖမ်းနေစဉ် အရခတက်တို့ကန်းချီဆောင်တက်ကဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ဒါအပြင်မောင်တို့မြို့နယ်တဝင်းရှောင်းကျေးရွာအနီးမှာလည်းဘင်္ဂလားဒေ့ရှ်နိုင်ငံသား9ဦးပါဆက်လက်ဒဇီကိုဖမ်းဆီးရမိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။လက်ရှိမှာခိုးဝင်ငါဖမ်းတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကိုအရခတက်တို့ကဖမ်းဆီးချိန်သိမ်းထားပြီးတော့တရားဥပဒေနဲ့အညီအရေးယူဆောင်ရွက်သားမယ်လို့သိရပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဆက်လက်တွေဟာမောင်တို့မြို့နယ်နမ်မြဝါနယ်ဘင်္ဂလားပင်လယ်အော်အတွင်း ရခိုင်ရေပိုင်တဲ့အထက်ကိုခိုးဝင်ငါဖမ်းမှုတွေနေစဉ်ရှိနေတယ်လို့ဒေသခံတွေစီကသိရပါဗယ်။နေရီကန်ဘူဟာကိုကာကွယ်ဖို့စစ်ကောင်စီကအင်အားထောင်နဲ့ရှိစစ်ကြောင်းထိုးလာတဲ့အကြောင်းကိုတင်ဆက်ပေးပါပါ။အမ်ဘရလမတခုတည်းကျန်ရှိနေတဲ့နိုင်ရေကံဘူဟာကုန်းကိုကွယ်ဖို့အတွက်စက်ကောင်စီဟာအင်အားထောင်နဲ့စီစကြောင်းထိုးရှိတက်လာနေတယ်လို့ မြပြင်စည်ရေးတည်အီမီတီစီကတည်ရပါတယ်။နိုင်ငံကာကင်စခန်ကုတ်ကြီးကျောက်အချပီနောက်စကောင်စီကစက်အင်အားထောင်ရှိစုပြီးစက်တင်ဘာ29ရက်ကစလို့ပဒံဘက်ကတစင်စကြောင်းထိုးလာနေတာဖြစ်တယ်လို့အေအေနဲ့နေဆက်တဲ့စည်ရေးတည်အီမီတူကပြောတာကိုအတန်စားတော့ဖတ်ပြထားပါတယ်။ဘေးတမတွေကပါတယ်ဆိုတာတော့မတည်ရဘူး။ပဒံဘက်ကနေစကြောင်းထိုးလာတာဒီနေ့ဆိုသုံးရက်ရှိပြီးအဓိကတော့နိုင်ငံဘီဟာကုန်းကအင်အားဖြစ်တင်နေတဲ့ကာကွယ်ဖို့လာတယ်လို့သုံးသပ်ရတယ်။ အမရလာနိုင်ရကံကုံအနိကစကောက်စီအခိုင်မှာတဆွဲထားတဲ့ဂုတ်ကြီးကျွတ်ကိုအရခတ်တော်ကနှစ်ရကြထိုးဆက်ဆင်ပြီးနောက်စတေမန်26ရက်မှာအပိဒသင်ပိုက်ခဲ့တာပါအဲ့ဒီကျွတ်မှာနိုင်ရကံဘျူဟာဂုံကြီးအဓိကကာကင်းစခတ်တစ်ခုဖြစ်ပြီးအဲ့ဒီစခန်းကြတော့တာကနိုင်ရကံဘျူဟာဂုံအတွက် စေရရအလွန်ရှင်းချောင်းမှုတစ်ခုဖြစ်ခဲ့တာပါနိုင်ရကံဘျူဟာဂုံဟာအမ်ဘတန်လမ်းမှာစကောက်စီအတွက်စေရရအရေးပါတဲ့စခန်းဂုံကြီးတစ်ခုဖြစ်ပြီးအဲ့ဒီစခန်းကြတော့ရင်စေရရရှင်းလျှောက်ခံရနိုင်မှုများစွာရှိနေတဲ့အကြောင်း အင်အားဖြစ်သိမိကောက်ွယ်ဖို့ကြိုးပမ်းနေတာလို့ရခိုင်စစ်ရေးလေးကစောင့်ကြည့်သူတို့ပြောတာကိုအတန်ဆက်တော့ဖျက်ပြထားပါတယ်စစ်ကောင်စီအတွက်အဲ့ဒီစခန်းကြာတော့လို့မဖြစ်ဘူးပေါ့လေကြာတော့ရင်စီးရရအများကြီးအားနည်းသွားနိုင်ရဲ့ဘာလို့လဲဆိုတော့နိုင်ငံစခန်းကိုအေကသာတင်ခင်းယူရိုဖက်ချန်ကကပတ်စရီစီတိုက်ရိုက်ချိန်ချောက်သွားနိုင်တယ်လို့မကွေးစင်းမြေနာမှာအေစီးလှှရှားမှုအသာသွားနိုင်တယ်ဒါကြောင့်စစ်ကောင်စီကလွယ်လွယ်နဲ့တိုင်းခံမှာတော့မဟုတ်ဘူး အရခတတော်အနေနဲ့လည်းနိုင်ငံပြူဟာကုံသိမ့်ပိုက်တကစည်ရီပြူဟာရအေးပမှုတွေရှိလာနိုင်တဲ့ကြောင်းယူမတောင်ပေါ်တိုက်ဝဲတွေပြင်းထန်လာနိုင်တယ်လို့အုံသက်မှုတွေရှိနေပါတယ်ခင်ဗျာတတင်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်စစ်တကောင်ရေဒေသခံတွေနဲ့အတူရက်ဒီကြောင်းရခိုင်ကျောင်းသားတွေဆန္ဒထုတ်ဖို့တဲ့တတင်းကိုလည်းတင်ဆက်ပေးမှာပါဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်တောင်တန်းဒေသခါဂရာရှိရီမြို့မှာရခိုင်လူမျိုးစုဝင်မရမလူမျိုးရှစ်တန်းကျောင်းသူတို့ အုပ်စုဖွဲ့မတင်းကျင်းခံရမှုဖြစ်စဉ်နဲ့ဆက်ဆက်ပြီးတော့စစ်တကောင်းចောင်းသားတမကနဲ့အတူရက်တည်တယ်လို့ရခိုင်ပြည်ចောင်းသားတမကကဆန္ဒထုတ်ဖို့မှုပြုလုပ်ခဲ့ပါတယ်။စက်တင်ဘာလ30ရက်မှာရခိုင်ပြည်ចောင်းသားတမကကဥဆောင်ပြီးလက်ရှိဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်စဉ်နဲ့ဆက်ဆက်ပြီးတော့ဆန္ဒထုတ်ဖို့ခဲ့ကြတာဖြစ်ပါတယ်။စစ်တမ်းចောင်းသူအမျိုးသမီးငယ်ကိုဘင်္ဂလီ3ဦးကအာဓမပြုခြင်းမှုကိုတရားမျှတမှုရဖို့ညှင်းချစွာဆန္ဒပြတောင်းဆိုတဲ့ចောင်းသားလူငယ်တွေနဲ့ဒေသခံဌာနတိုင်းရင်းသားတွေကိုဘင်္ဂလားဒေ့ရှ်စစ်တမ်းနဲ့ ။ဘင်္ဂလားဒေ့ရှ်အတိုင်းဝိုင်းတို့ကပြင်းထန်စွာဖြိုခွင်းနေတာကြောင့်တေဆုံသူနဲ့ဒဏ်ရာရရှိသူတွေလည်းတိုးလာနေပါဗျ။တရားမျှတမှုတောင်းဆိုနေကြတဲ့စစ်တကောင်ဒေသထားနေတိုင်းရင်းသားတွေကိုဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကအကြမ်းဖက်မှုလုပ်နေတာကိုလည်းဘင်္ဂလားဒေ့ရှ်စစ်တပ်ကတက်စီမှုမရှိဘဲပူးပေါင်းနှိမ့်နေနေတာဟာလူသားမျိုးနွယ်ပေါ်ခွေးခြားဆက်ဆံပြီးတုတ်တင်ရှင်းလင်းဖို့အထောက်နေတာဖြစ်တယ်လို့ရခိုင်ပြည်ကျောင်းသားသမဂ္ဂကထုတ်ပြန်ထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ လေကြောင်းနဲ့လက်နက်ကြီးကြောင့်အရသာတည်ဆုံသူ3000ကျော်လာပြီလို့ AAPB ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးမှာပါစကောင်းစီအာနာသိရှိငါစာလုံး2025ခုနှစ်စက်တင်ဘာ30ရက်အထိနိုင်ငံတော်မှမလေကြောင်းနဲ့လက်နက်ကြီးကြောင့်အရသာတည်ဆုံသူ3023ခုရှိလာပြီလို့နိုင်ငံရေးအကျဉ်းသားများကွန်ကြီးဆန်ရှောက်ရဲ့အသင်း AABB ကဒီကနေ့အောက်တိုဘာ1ရက်နေ့မှာထုတ်ပြန်ပါတယ်။ အဲ့ဒီတည်ဆုံးသူဥယျာဉ်ကိုအမီနဲ့တကွအတည်ပြုနိုင်ခဲ့တာဖြစ်ပြီးအတည်ပြုဖို့လိုအပ်နေတဲ့တည်ဆုံးသူအ ਨੇ ဆုံး1691ကျင်ကိုလည်းတိရှာကောက်ယူစုဆောင်ထားတယ်လို့ထုတ်ပြန်ခြင်းမှာပါရှိပါတယ်။စကောက်စီအားစပွဲဆိုင်ရာလိုင်းနိုင်ရမချင်းဝက်တွေကိုမဆောင်ထိန်ပဲအယသတွေပေါ်ပြတ်မှတ်ထားပြီးဥတည်တိုက်ခိုက်နေတဲ့ကြောင့်နေ့စဉ်တည်ဆုံးမှုမြင့်တက်နေတယ်လို့ AABB ကဆိုပါတယ်။စကောက်စီကအယသနေထိုင်ရာကြေးရွာရက်ွက် ဆက်ဆောင်တွေစုဝေးနေထိုင်တဲ့ဘုံကြီးကျောင်းစာသင်ကျောင်းတွေနဲ့ဆင်းယုံစင်ခန့်မှာမကြံတိုက်ခိုက်နေတဲ့အပြင်လူသရှင်းစာနာထောက်ထားမှုအကူအညီတွေကိုလည်းဖိတောက်ထားတဲ့ကြောင်းအယသားတွေဘေးဒုက္ခပုံမှုဆိုးဝါးနေပါတယ်အပီပီဆိုင်ရာလူသရှင်းစာနာထောက်ထားမှုဥပဒေအရ စပွဲမှာမပါဝင်နိုင်သူတွေကိုကာကွယ်ဆောင်ရှောက်တာစရေးပြတ်မှတ်မဟုတ်တဲ့စာအုပ်တွေကိုပြတ်မှတ်ထားတိုက်ခိုက်တာတွေမပြုလုပ်ဖို့ပြန်ထမ်းထားပေမဲ့စက်ကောင်စီအနေနဲ့အရက်ဖက်စပက်ခွဲခြားတာမရှိပဲအရသားတွေနဲ့အရသားပိုင်ပစ္စည်းတွေကိုဖျက်ဆီးတာစားတဲ့အကြံဖတ်မှုမျိုးစုံကိုပြန်ပေါင်းတွင်းနဲ့ကျူးလွန်နေတာဖြစ်တယ်လို့ ABB ကပြောပါတယ်အဲ့ဒီအကျိုးဆက်ကြောင်းရေသားတွေဟာအကြမ်းမဲ့ဆောက်ရှောက်မှုအတွက်လုံလောက်တဲ့ဆေးဝါးကုသမှုတွေမပြုလုပ်နိုင်တာ အစာအာဟာရဖူလုံမှုမရှိတာတွေအပါအဝင်အသက်အန္တရာယ်ဘေးကင်းလုံခြုံမှုမရှိစွာနဲ့နေရဆော့ကွာထွပြင်းနေကြတယ်လို့ AABB ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာနောက်ဆုံးတစ်ပုတ်အနေနဲ့နိုင်ငံတကာသတင်းတစ်ပုတ်ကိုလည်းတင်ဆက်ပေးမှာပါဖိလစ်ပိုင်စီဘူးငလျင်ကြောင့်တေဆုံးသူ26ဦးအထိရှိလာတဲ့သတင်းကိုလည်းတင်ဆက်ပေးချင်ပါတယ်ဖိလစ်ပိုင်နိုင်ငံမှာပြေအား6.6မဂနီကျူရှိတဲ့အင်အားပြင်းငလျင်လှုပ်ခတ်မှုမှာ 26ဦးသေဆုံးခဲ့ပြီးဒဏ်ရာရသူ148ယောက်ရှိတယ်လို့ဖိလစ်ပိုင်နိုင်ငံဘေးအန္တရာယ်ရှောရှာရေးနဲ့စီမံခန့်ခွဲမှုကောင်စီကပြောပါတယ်။ငလီဟာစက်တင်ဘာလ30ရက်ဒေသစံတော်ချိန်ည10နာရီဝန်းကျင်မှာဖိလစ်ပိုင်နိုင်ငံစီဘူးခရိုင်ဘိုဂိုမြို့ရဲ့ပင်လယ်ပြင်ကိုဗဟိုပြုလွတ်ကပ်ခဲ့တာဖြစ်တယ်လို့ဖိလစ်ပိုင်ဆိုရကထုတ်ပြန်ထားပါတယ်။ဘိုရှက်ဟာဘိုဂိုမြို့ရဲ့အရှေ့မြောက်ဘက်18ကီလိုမီတာဖြစ်တယ်လို့ဆိုပါတယ်။တေဆုံသူ26ဦးထဲက19ဦးဟာဘိုဂိုမြို့တို့မြို့ထဲကဖြစ်ပါတယ်။ မလင်းဘောရဲ့အနီးကကျွန်းဒေသစီဘူးကျွန်းခရိုင်မှာလူရဲတုံတန်းကြုံနေထိုင်ကြပါတယ်အခုတော့စီဘူးအစိုးရကစီဘူးခရိုင်တစ်ခုလုံးကိုဘေးဒဏ်တင့်ဒေသအဖြစ်ကျင်းညာထားပါတယ်စီဘူးခရိုင်ထဲကစီရီမီဂျီယိုမြို့တော်ဝန်ကလည်းအလုပ်တွေအကြောင်းတွေကို ပိတ်ထားဖို့အမိထုတ်ထားပါတယ်ဖိလစ်ပိုင်အစိုးရကတော့ရှာဖွေကေစီရီဇက်တိုက်လုပ်နေပြီးဖုန်းလိုက်အင်တာနက်လိုင်းတွေလည်းပြတ်တောက်နေစေဖြစ်တယ်လို့သိရပါတယ်ပစိဖိတ်ဆူနာမီသတိပေးချက်စင်တာနဲ့ ဖိလပိုင်မီတောင်နဲ့ငလျင်လက်လာရေးဌာနနှစ်ခုစလုံးကပင်လယ်မျက်နှာပြင်ကိုနှစ်နာရီကြာလဲလာစောင့်ကြည့်ခဲ့ပြီးတဲ့နောက်ဆူနာမီအန္တရာယ်စိုးရိမ်စရာမရှိဘူးလို့ထုတ်ပြန်ထားပါတယ်။ဒီငလျင်လှုပ်ခတ်မှုကိုမြန်မာနိုင်ငံနေပြည်တော်ငလျင်စခန်းကနေလဲတိုက်ထွာမိတဲ့အကြောင်းမြန်မာမိုးစလဌာနကထုတ်ပြန်ထားပါတယ်။အမေရိကန်ဘူမိဗေဒလဲလာရေးအဖွဲ့ကတော့ငလျင်ရဲ့အနက်ဟာ20ကီလိုမီတာရှိပြီးတော့နောက်ဆက်တွဲငလျင်တွေအကျဉ်းပေါင်းများစွာလှုပ်ခတ်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ ဒီကနေ့သတင်းတန်ထုံးလင်းတဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရန်နာလိုက်ပါတယ်။ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ချင်နေဆိုရင်တော့အပေါင်းချရှောက်839 643 633ကိုလုံခြုံဆက်ရှောက်စွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီအစီအစဉ်ကိုဒီလင်းလာနေ့ကနေစနေနေ့အထိနေ့စဉ်ည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ soundcloud.com မှာ DMG online radio လို့ရှာပြီးနိုင်နိုင်ပါတယ်။ ။နောက်တော့ဆင်ကြတဲ့သူတွေကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။